ဇလန်းအစမှာပဲကျွန်တော်တို့ကြုံတွေ့ရတာကတော့ကျူးရွှန်ဆိုတဲ့ကွန်ဘူးဆရာကြီးတဦးနဲ့ချင်ဘိုဆိုတဲ့တပည့်တလေးတယောက်ပါပဲဆရာကြီးကချင်ဘိုကိုရှောင်းလင်းဘုန်းကြီးเจ้าကိုခေါ်လာပြီးဂျုံမောင်ဆိုတဲ့တခြားတပည့်တဦးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်ပြီးတော့เจ้าရဲ့စီကန်းတွေကိုချင်ဘိုကိုပြောပြဖို့ဂျုံမောင်ကိုညွှန်ကြားခဲ့တယ်ဆရာကြီးထွက်သွားပြီးနောက်ဂျုံမောင်ကချင်ဘိုကိုအစပိုင်းမှာညီလေးတယောက်လို့ခေါ်ပါတယ်ဒါပေမဲ့သူ့ထက်အရက်ပိုရှိပြီးအသက်ပိုကြီးတဲ့ချင်ဘိုကသူ့ကိုအကိုလို့ခေါ်ဆိုဖို့ ောင်းဆိုခဲ့တဲ့နောက်ပိုင်းမှာတော့ဂျုံပေါင်နဲ့ချင်ဘိုတို့ကြမ်းတိုက်နေကြရင်ကွန်ဘူးလေးကျင့်နေတဲ့တပည့်အုပ်စုတစုရဲ့အတန်ကိုကြားခဲ့ရတယ်သူတို့နှစ်ယောက်တကားပေါက်ကနေချောင်းကြည့်နေကြပြီးချင်ဘိုကအခွင့်ရေးရရင်သူတို့ထပ်ပူကောင်းအောင်လုပ်ပြနိုင်မယ်လို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲအကိုကြီးတပည့်တယောက်ရောက်လာပြီးသူတို့ကိုသူတို့ရဲ့အလုပ်တွေပြန်လုပ်ဖို့ညွှန်ကြားခဲ့တယ်ကောင်းလေးနှစ်ယောက်ကသူ့ရဲ့ဘသူဘဲဝဖြစ်ကြောင်းကိုမေးမြန်းတဲ့အခါသူကသူတို့ရဲ့အကိုကြီးအနေနဲ့သူ့မှာအာဏာရှိပြ သူလိုချင်တဲ့အချိန်တိုင်းသူတို့ကိုရိုက်နိုင်တယ်လို့ပြောပြီးအနိုင်ကျင့်ပါတော့တယ်ဒီလိုဆိုးရွားတဲ့ဆက်ဆံမှုကြောင့်ဂျုံမောင်နဲ့ချင်းဘိုးတို့ဒေါသထွက်ပြီးသူတို့ရဲ့ဆရာကျူးရွံကိုတိုင်ကြားဖို့ဆုံးဖြတ်ခဲ့ကြရတာဒါပေမဲ့အံ့ဩဆရာကောင်းတာကသူတို့ဆရာကပူပြင်းတဲ့နေရာအောက်မှာတရားထိုင်နေတာကိုတွေ့လိုက်ရတယ်ဒါကူမြင်တော့ဂျုံမောင်ကအပင်တပင်ကိုနှုတ်ပြီးသူ့ဆရာပေါ်အရေးကြအောင်လုပ်ပေးခဲ့တယ်ဒါပေမဲ့ကျူးရွံကအရာအလုံးမှာအသက်ရှိပြီးကိုကျိုးအတွက်တဘာဝကိုမထိခိုက်သင့်ဘူးဆိုတဲ့သင်ခန်း စာကိုပေးခဲ့ပါတယ်ဒီနောက်မှာတော့ကောင်းလေးနှစ်ယောက်ကအနိုင်ကျင့်သူတွေစီကနေကိုကိုကိုကာကွယ်ဖို့ကွန်ဖူးပညာကိုသင်ယူခြင်းကြောင်းပြောခဲ့ကြတယ်သူတို့ဆရာကသဘောတူခဲ့ပေမဲ့သူများကိုကူညီဖို့အတွက်ပဲအသုံးပြုဖို့ပြောခဲ့ပါတယ်နောက်ပိုင်းမှာတော့စိုးသွမ်းတဲ့သူတို့နှစ်ယောက်ဟာအဲ့ဒီအနိုင်ကျင့်သူကိုရှာတွေ့ခဲ့ပြီးအဝတ်နဲ့ပတ်ပြီးလက်စားချီတဲ့အနေနဲ့ရိုက်နှက်ခဲ့ကြပါတယ်ဒါပေမဲ့အကိုကြီးတစ်ဖက်ကသူတို့ကိုမှတ်မိသွားတာကြောင့်ကျောင်းအုပ်ကြီးစီကနေအပြစ်ပေးခံခဲ့ရတယ်သူတို့နှစ်ယောက်ကိုတစ်နေ့လုံး အစာမစားပဲနေရောင်အောက်မှာဒူးထောက်ခိုင်းခဲ့တဲ့ခဏအကြာမှာကျူးရွံရောက်လာပြီးသူတို့ရဲ့လုပ်ရက်အတွက်စူပူချိန်မောင်းခဲ့တဲ့သူကကြောက်ဥကြီးရှိမှာသူတို့ကိုအပြစ်ပေးဟန်ဆောင်ခဲ့ပေမဲ့တိတ်တဆိတ်အစာချို့ပေးခဲ့ပါတယ်ဒီနောက်မှာတော့ကောင်းလေးနှစ်ယောက်ကိုလော့ဟန်ခမ်းမကိုတန်ရှင်းရေးလုပ်ဖို့တာဝန်ပေးခဲ့တယ်သူတို့အလုပ်လုပ်နေရင်တမျက်စီတွေကိုအုံပြုပြီးကွန်ဖူးလေးချင်းခဲ့ကြတယ်နှစ်တွေကြာလာတာနဲ့အမျှသူတို့နှစ်ယောက်ဟာအရင်နှီးဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်နှစ်ယောက်စလုံးဟာကွန်ဖူးပညာကို ကျွမ်းကျင်ဖို့အလွန်စိတ်အားထက်သန်ခဲ့ကြတယ်သူတို့ရဲ့လေ့ကျင့်မှုတွေထဲမှာခေါင်းနဲ့ကြောက်ပုံတွေကိုရိုက်ချိုးတာခေါင်းထောက်တက်တာတန်လဝါနီးပညာတွေကိုလေ့ကျင့်တာစတာတွေပါဝင်ခဲ့ပါတယ်ပြီးတော့တနေ့မှာတော့သူတို့ရဲ့ယာတုတုဆာမှုပွဲမကြခင်ကျင်းပတော့မယ်ဆိုတဲ့တဲ့ရင်ကိုရခဲ့ကြတယ်စက်ကွက်ကဆာမှုပွဲနေ့ကိုအမြန်ပြောင်းသွားပြီးကြောင်းအကြီးကထိတ်တန်းကြောင်းသားလေးဦးသာဒါမောင်ခမ်းမကိုဆက်လက်တက်ရောက်ပြီးအစင်းမြင့်ကိုခန့်ပညာရက်တွေကိုလေ့လာခွင့်ရမယ်လို့ကြေညာခဲ့ပါတယ်ပထမပတ်မှာချင်ပုံနဲ့တခြား အားကြောင့်သားတဦးတို့ရှင်ပြန်ခဲ့ကြပါတယ်ချင်ဘူကပြန်ပွဲကိုအလွယ်တကူအနိုင်ရခဲ့ပေမဲ့သူကအလွန်ကြုံပြင်းထန်တဲ့စိတ်ထားကြောင့်အရေးချင်းမပြည့်မီဖြစ်ခဲ့ရတယ်ဒါကကောင်းလေးကိုထင်ရှားစွာစိတ်ဆိုးစေခဲ့ပြီးသူကလူတိုင်းရှိမှအเจ้าအုပ်ကြီးကိုစော်ကားခဲ့ပါတယ်ဒီလိုတုံ့ပြန်မှုအနေနဲ့အเจ้าအုပ်ကြီးကသူ့ကိုတင်ငန်းစာပေးဖို့တိုက်ခိုက်ခဲ့ပါတယ်ဂျုံပေါင်ကကြားဝင်ဖို့ကြိုးစားခဲ့ပေမဲ့တိထုတ်ခံခဲ့ရပါတယ်တိုက်ပွဲအတွင်းမှာအเจ้าအုပ်ကြီးကချင်ဘူဟာဗုဒ္ဓလက်ဝါးနီးပညာကိုသိနေတာကိုရှာဖွေရ ကရှိပြီးအံ့ဩခဲ့ရတယ်ဒါကြောင့်ကြန့်ရှိနေတဲ့ចောင်းသားတွေကိုလောဟန်တိုင်ဖွဲ့ဖို့အမိန့်ပေးခဲ့ပါတယ်အခုတော့ကျွန်တော်တို့ရဲ့သူရဲကောင်းတို့ဟာចောင်းသားများစွာနဲ့တရားမျှတမှုမရှိတဲ့တိုက်ပွဲတစ်ခုကိုရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့သူတို့ကသူတို့ကိုတိုက်ခိုက်သူတွေကိုတွန်းလှန်နိုင်ခဲ့ပါတယ်ခဏအကြာမှာကျူးရွံရောက်လာပြီးတိုက်ပွဲကိုရပ်တန့်စေခဲ့ပြီးသူ့ရဲ့တပည့်နှစ်ဦးကိုထွက်ပြေးခွင့်ပေးခဲ့ပါတယ်ဒါကចောင်းအုပ်ကြီးကိုပုံမှုဒေါသထွက်စေခဲ့တာကြောင့်သူကကျူးရွံကိုသူ့တပည့်တွေဘက်ကနေရပ်တည်တယ်လို့ဆွဆွဲခဲ့ပါတယ် နောက်ပိုင်းမှာတော့ကောင်လေးနှစ်ယောက်ကသူတို့ဆရာနဲ့တွေ့ဆုံပြီးတောင်းပန်ခဲ့ကြပါတယ်။ဒါပေမဲ့ကျူးရွန်ကသူတို့ကိုသူ့ဆရာအဖြစ်ဆက်လက်ဆောင်ရွက်နိုင်မှာမဟုတ်တော့ဘဲရှောင်းလင်းဘုံကြီးเจ้าမှလည်းဆက်နေလို့မရတော့ကြောင်းအတိပေးခဲ့ပါတယ်။ထွက်ခွာမသွားခင်မှာသူကဂျုံပေါင်းနဲ့ပတ်သက်ပြီးစိုးရိမ်စရာမရှိကြောင်းဒါပေမဲ့ချင်းဘူကတော့ပြန်ဆိုင်တက်တဲ့စိတ်ထားရှိကြောင်းပြောခဲ့ပါတယ်။ဒါကြောင့်သူကချင်းဘူကိုစိတ်အငြင်းချက်မှုကိုရှာဖွေရမှာအထောက်အကူပြုနိုင်တဲ့စာအုပ်တအုပ်ပေးခဲ့ပါတယ်ဒီလိုနဲ့ဂျုံ ။ဘောင်နဲ့ချင်ဘိုးတို့ဟာဘဝရဲ့လမ်းကြောင်းတွေကိုရှာဖွေရင်းပြင်ပကပောက်ကိုစွန်စားသွားခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့သူတို့လမ်းမတွေပေါ်မှာရည်ရွယ်ချက်မရှိဘဲလက်လည်နေကြတာကိုတွေ့ရပါတယ်။ရက်ပေါင်းများစွာအစာမစားရသေးတဲ့အတွက်သူတို့ကမသိတဲ့လူတွေစီကနေအစာတောက်တောင်းခဲ့ကြပေမဲ့ဘယ်သူမှမကူညီခဲ့ကြပါဘူး။ခဏအကြာမှာတော့သူတို့ကဆိုင်ပိုင်ရှင်အဖိုးအိုတဦးကိုပတ်စံအတွက်နှောက်ယှက်နေတဲ့ကြောက်စရာကောင်းတဲ့လူဆိုးအုပ်စုတစုကိုတွေ့ခဲ့ရပါတယ်။အဖိုးအိုကငွေကြီးအခက်ခဲတွေနဲ့ဝင်ထုတ်ဝင်ပိုးဖြစ်နေတာကြ။ အောင်ငင်းဆန်ခဲ့ပါတယ်ဒါပေမဲ့လူဆိုးတွေကနားမထောင်ဘဲသူ့ကိုရိုက်နှက်ပြီးပတ်စံကိုအတင်းအဓမ္မယူသွားပါတော့တယ်ဒီအချိန်မှာမစ္စလီဆိုတဲ့အမျိုးသမီးတဦးရောက်လာပြီးပတ်စံကိုလိမ္မာပါနဲ့ဆွာခိုးယူပြီးအဖိုးအိုကိုပြန်ပေးခဲ့ပါတယ်ရာဇဝတ်သားတွေကပတ်စံပြောင်းနေတာကိုသိလိုက်ရတဲ့အခါသူ့ရဲ့ခေါင်းဆောင်ကသူ့ရဲ့လူဆိုးတွေကိုသူ့မကိုရိုက်နှက်ဖို့ချက်ချင်းအမိန့်ပေးခဲ့ပါတယ်ရန်ပွဲဖြစ်ပွားခဲ့ပြီးလူတိုင်းအံ့ဩစရာကောင်းလာကတော့လီဟာကောင်းမွန်တဲ့ကိုခံပညာစွမ်းရည်အချို့ရှိပုံရပါတယ်သူ့မကအစပိုင်းမှာ လူနှဲငယ်ကိုဖယ်ရှားနိုင်ခဲ့ပေမဲ့ကျန်တဲ့အုပ်စုကအ мян ဆုံးအင်အားဖြည့်ခဲ့ပါတယ်ဂျုံပေါင်နဲ့ချင်ပိုတို့ကဒါရီအားလုံးကိုအဝေးကနေမြင်တွေ့နေရပြီးနောက်ဆုံးမှာတော့တူမကိုကူညီဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူတို့ရဲ့အထင်ကြီးစရာကွန်ဘူးပညာတွေနဲ့လူဆိုးတွေကိုတိုက်ခိုက်ခဲ့ပြီးဗေးနာကလူတွေကိုအထင်ကြီးစေခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်အင်အားဖြည့်တင်မှုတွေရောက်လာတာကိုသတိထားမိတဲ့အခါ၃ယောက်စလုံးထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူတို့ကအတုစမင်တုတွေနဲ့အဝတ်အစားတွေကိုပြောင်းလဲပြီးအ мян ဆုံးဖုံးကွယ်ခဲ့ကြ ပြီးထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။နောက်ပိုင်းမှာ၃ယောက်စလုံးလူစီကားတဲ့လမ်းတွေပေါ်မှာလမ်းလျှောက်နေကြစဉ်လူတွေကရုတ်တရက်လမ်းရှင်းပေးခဲ့ကြပါတယ်။အုပ်ချုပ်ရေးမှူးလူချင်းကမြို့ကိုဖျက်ဆီးသွားနေတာကိုတွေ့လိုက်ရပါတယ်။ဒီလိုစီတန်းလှည့်လည်နေတာကိုမြင်တော့ချင်းဘူကအုပ်ချုပ်ရေးမှူးလိုချမ်းသာပြီးအာဏာရှိခြင်းကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့မစ္စလီကအုပ်ချုပ်ရေးမှူးမှာငွေဆိုးရဲ့နှလုံးသားရှိပြီးလူများစွာရဲ့အသက်ကိုတက်ဖြတ်ခဲ့တယ်လို့သူ့ကိုသတိပေးခဲ့ပါတယ်။ဒီနောက်မှာမစ္စလီကညီကို၂ယောက်ကို စားတောက်ဆိုင်တဆိုင်ကိုခေါ်သွားပြီးအစာစားခဲ့ကြပါတယ်သူတို့စားနေကြစဉ်စီလင်ဆိုတဲ့အမျိုးသမီးတူတီးခတ်နေတဲ့တာယာတဲ့ဂီတတန်ကြောင်းဆွဲဆောင်ခံခဲ့ရပါတယ်စီလင်ကရက်ပေါင်းများစွာပျောက်ဆုံးနေတဲ့တူမရဲ့ခင်ပွန်းကိုရှာဖွေနေတာဖြစ်ပါတယ်တူမကိုထောက်ပံ့မဲ့သူမရှိတော့တဲ့အတွက်ဆန်ရှန်တီးခတ်ပြီးဘဝကိုရပ်တည်နေရတာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲချင်ပူဟာမစ်စလီကိုငေးမောကြည့်နေတာကြောင့်တူမအပေါ်စိတ်ဝင်စားမှုတွေတိုးပွားလာနေတာထင်ရှားပါတယ်မကြခင်မှာပဲယူချင်းရဲ့ညီမကတူမရဲ့ချစ်သူအစ်တင်နဲ့စားတောက်ဆိုင် ထဲကိုရောက်လာခဲ့ပြီးသူကတကယ်တမ်းကျတော့စီလင်ရဲ့ပျောက်ဆုံးနေတဲ့ခင်မုန်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒီလိုဖော်ထုတ်မှုကစီလင်ကိုဒေါသထွက်စေခဲ့ပြီးအုတ်ချုပ်ရည်မှုရဲ့ညီမနဲ့ရန်ဖြစ်ပါတော့တယ်တိုက်ပွဲရှိကြပြီးနောက်သူမကအသာရခဲ့ပေမဲ့သူမရဲ့ခင်မုန်းကချမ်းသာတဲ့ဇနီးအစ်စ်ကိုပျော်ရွှင်စေချင်တာကြောင့်စီလင်ရဲ့ခေါင်းကိုကလပ်ထိုင်နဲ့ရိုက်ခဲ့ပါတယ်ဒီလိုဖြစ်တာနဲ့ဂျုံမောင်ဝင်ပါပါတော့တဲ့သူကအုတ်ချုပ်ရည်မှုရဲ့ညီမရဲ့ကိုရန်တော်အချို့ကိုတိုက်ခိုက်ခဲ့ပြီးသူ့အဖွဲ့နဲ့အတူထွက်ပြေးခဲ့ပါတယ်ဒီနောက်မှာ ဒါတော့သူတို့လေးယောက်မိုးရဲတခုကိုယောက်လာပြီးညအိတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။တကောင်ရံမှာဂျုံပေါင်နဲ့ချင်ပိုတို့ကလူချင်းစီကနေရွှေတုံး300ကိုခိုးယူခဲ့တဲ့တပုံအုပ်စုတစုကိုတတိထားမိခဲ့ပါတယ်။နောက်နေ့မှာတော့သူတို့နှစ်ယောက်ငွေရှာဖို့စိတ်ကူးတစ်ခုရခဲ့ကြပါတယ်။ ူတို့ကမြို့သူမြို့သားတွေကိုသူတို့ကိုတပြားနဲ့ထိုးနိုင်ကြောင်ကြေညာခဲ့ပါတယ်သူတို့နာကျင်လို့အော်ဟိတ်ရင်တုံးပြပြန်ပေးမယ်လို့လည်းကတိပေးခဲ့ပါတယ်ဒီလိုတုံးပြန်မှုအနေနဲ့လူတစ်ယောက်နဲ့သူ့ရဲ့ကောင်းလေးတွေကသူတို့ကိုတရားကြုံပေးပြီးရိုက်နှက်ပါတော့တယ်ဒါပေမဲ့သူတို့ကမျက်နှာမပြတ်ပဲရိုက်နှက်မှုတွေကိုခံနိုင်ရရှိခဲ့ကြပါတယ်ခဏအကြာမှာတော့အုတ်ချုပ်ရည်မှုရဲ့ဒုတိယအကြီးကဲကသူတို့နှစ်ယောက်စီရောက်လာပြီးသူတို့ရဲ့ဝင်ငွေတစ်စိတ်တစ်ပိုင်းကိုအခွန်အဖြစ်တောင်းဆိုခဲ့ပါတယ်ဂျုံပေါင်ကအစပိုင်းမှာ ကန့်ကွက်ခဲ့ပေမဲ့တမူးကသူတို့ကိုချင်းချောက်တဲ့အခါချင်းဘိုကမချင်းမခံတာနဲ့ပတ်စံကိုပြီးခဲ့ပါတယ်ပြီးတော့သူကတမူးကိုအထင်ကြီးစေဖို့ကိုကိုကိုဟာတာလုပ်ခဲ့ပါတယ်အန်အောစရာကောင်းတာကတော့အစီအစဉ်ကအောင်မြင်ခဲ့ပြီးတမူးကသူ့ကိုလူချင်းကအဖွဲ့ဝင်အစ်စ်တွေစုဆောင်းနေတဲ့တော်ဝင်နန်းတွင်အရာရှိအဖွဲ့တွေကိုဝင်ဖို့တောင်းဆိုခဲ့ပါတယ်ချင်းဘိုကအစ်စ်သဘောတူခဲ့ပေမဲ့ဂျုံပေါင်ကတော့နည်းနည်းလေးတုံ့ဆိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူကမဝင်ဖို့ဆုံးဖြတ်ခဲ့တာကြောင့်အရင်နည်းဆုံးတငယ်ချင်းနှစ်ဦးခွာ ပြခွာသွားခဲ့ရပါတယ်။နောက်ရက်တွေမှာတော့ဂျုံမောင်ကမစ္စလီစီလင်နဲ့တခြားတပုံအချို့နဲ့အတူစားတောက်ဆိုင်မှာစတင်နေထိုင်ခဲ့ပါတယ်။ရက်အနည်းငယ်ကြာတော့လူချင်းရဲ့လူဆိုးတွေကစားတောက်ဆိုင်ကိုရောက်လာပြီးတရားမဝင်အခွန်တွေကောက်ခံခဲ့ကြပါတယ်။အုပ်ချုပ်ရေးမှူးရဲ့လောဘကြီးတဲ့သဘောတဘာဝကြောင့်အခွန်တွေတိုးလာခဲ့ပုံရပါတယ်။ဒါပေမဲ့ဂျုံမောင်နဲ့တပုံတွေကညှဉ်းဆန်ခဲ့ကြပါတယ်။ဒီလိုညှဉ်းဆန်မှုကလူဆိုးတွေကိုဒေါသထွက်စေခဲ့ပြီးသူတို့ကသူတို့ကိုတိုက်ခိုက်ခဲ့ကြပါတယ်။ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ဂျုံမောင် ရဲအဖွဲ့ကတိုက်ခိုက်သူတွေကိုတယောက်ပြီးတယောက်အနိုင်ယူခဲ့ကြပါတယ်။ဒါတောင်မှလူတယောက်ကထွက်ပြေးပြီးလူချင်းကိုသတင်းပို့နိုင်ခဲ့ပါတယ်။ဂျုံမောင်ကမြင်းနဲ့လိုက်ဖမ်းမှုစူးစမ်းခဲ့ပေမဲ့မြင်းစီကျွမ်းကျင်မှုမရှိတာကြောင့်အခက်ခဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော်ဝင်တက်ထဲကစစ်သားတအုပ်ဖြစ်နေပြီဖြစ်တဲ့ချင်းဘူရောက်လာပြီးထွက်ပြေးနေတဲ့လူကိုတပ်ပစ်ခဲ့ပါတယ်။တငယ်ချင်းတယောက်ပြန်လဲဆုံတွေ့ပြီးသူတို့ရဲ့ကွဲပြားခြားနားတဲ့ဘဝပုံစံတွေအကြောင်းပြောပြခဲ့ကြပါတယ်။မထွက်ခွာမီချင်းဘူကဂျုံ ဘောင်ကိုတပုံတွေနဲ့ဝေးဝေးနေဖို့တတိပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကသူ့ကိုဒုက္ခရောက်စေနိုင်တာကြောင့်မှစက်ကွက်ကတော်ဝင်စစ်တမ်းရမှာကျင်းပနေတဲ့ပြိုင်ပွဲတစ်ခုကိုပြောင်းသွားပါတယ်။အထူးကြောင့်ဆုံးကိုခန့်ပညာစွမ်းရည်ကိုပြတ်တတူကိုဗိုလ်ချုပ်အဖြစ်ရွေးချယ်မယ်လို့ဖော်ထုတ်ခဲ့ပါတယ်။ပြိုင်ပွဲစတင်ခဲ့ပြီးပါရမီရှင်တအူးကသူ့ရှိမှရှိတဲ့စစ်သားအလုံးကိုအမြဲတမ်းအနိုင်ရခဲ့ပါတယ်။ပြီးတော့သူကဘသူမဆိုတိုးရှင်ပြိုင်ဖို့စိန်ခေါ်ခဲ့ပါတယ်။ချင်းဘူကဒီခွင့်ရေးကိုစုပ်ကင်ပြီးတိုက်ပွဲတွေကိုဝင် ခဲ့ပါတယ်လူတိုင်းအောဆရာကောင်းတာကတော့သူကသူ့ပြိုင်ဘက်ကိုအလွယ်တကူအနိုင်ယူခဲ့ပြီးကျန်တဲ့စိန်ခေါ်သူတွေကိုဆက်လက်တိုက်ခိုက်ခဲ့ပါတယ်နောက်ဆုံးမှာတော့ပြိုင်ဘွဲကပြီးဆုံးခဲ့ပေမဲ့ချင်းဘူကသူ့ရဲ့ယာတုကိုကျော်လွန်ခဲ့တာကြောင့်စစ်သားတအုပ်အနေနဲ့အရေးချင်းမပြည့်မီဖြစ်ခဲ့ရတယ်လို့ဖော်ထုတ်ခဲ့ပါတယ်နောက်နေ့မှာချင်းဘူကစားတောက်ဆိုင်ကိုအားအသက်စရာတရင်အချိုနဲ့ရောက်လာခဲ့ပါတယ်သူကဂျမောင်နဲ့တပုံးတွေကိုလူချင်းကတက်ဖြတ်မှုတွေကိုတွေ့ရှိခဲ့ပြီးသူတို့ကိုဖမ်းဆီးဖို့တပ်ဖွဲ့တွေကိုဆေးလွတ်ထားကြ ။အောင်းတီးပေးခဲ့ပါတယ်။ဒါကအဖွဲကိုစိုးရိမ်စေခဲ့ပြီးသူတို့ပစ္စည်းတွေကိုထုတ်ပိုးပြီးစားတောက်ဆိုင်ကနေချက်ချင်းထွက်ခွာခဲ့ကြပါတယ်။ဒါပေမဲ့စားတောက်ဆိုင်ပိုင်ရှင်ကတော့ကံမကောင်းခဲ့ပါဘူး။သူကဖမ်းဆီးခံခဲ့ရပြီးလူချင်းကရက်ဆက်စွာတပ်ပစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ချင်းဘူဂျုံပေါင်နဲ့သူတို့ရဲ့အပေါင်းအဖော်တွေကလက်ရှိပဋိပက္ခကိုအဆုံးသတ်ဖို့ကြိုးပမ်းတဲ့အနေနဲ့လူချင်းကိုလုကြံမှုဆုံးဖြတ်ခဲ့ကြပါတယ်။ချင်းဘူကစစ်သားများစုကနှစ်ရက်အတွင်းလေ့ကျင့်ရေးအတွက်ထွက်ခွာသွားကြမှာဖြစ်တာကြောင့်သူတို့ရဲ့ လုတ်ကြံမှုအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့တင့်တော်တဲ့အချိန်ဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။နှစ်ရက်ကြာမှာဂျုံမောင်နဲ့စီလင်တို့ကဒေတာခန်တပုံတွေကိုစုဝေးစေပြီးယူချင်းရဲ့စစ်တမ်းလျှောက်ကိုဆက်လက်သွားခဲ့ကြပါတယ်။သူတို့ကသူမရဲ့အခန်းကိုတိတ်တဆိတ်သွားခဲ့ကြပြီးမဲ့စစ်သားတွေဝိုင်းရံထားတာကိုတွေ့လိုက်ရပါတယ်။ဒီမှာတော့ချင်းဘူကတပုံတွေအပြင်သူ့ရဲ့အရင်းနှီးဆုံးတငယ်ချင်းကိုလည်းထောင်ချောက်ဆင်ထားပြီးယူချင်းအပေါ်သူ့ရဲ့တစ္ဆာစောင့်တိမှုကိုပြသခဲ့တာကိုဖော်ထုတ်ခဲ့ပါတယ်။မကြခင်မှာပဲစစ်သားရပေါင်းများစွာကတိုက်ခိုက်ခဲ့ကြပါတယ်။ တပုံတွေကအကောင်းဆုံးတိုက်ခိုက်ခဲ့ကြပေမဲ့စစ်သားတွေကသူတို့ကိုတယောက်ပြီးတယောက်တပ်ပစ်ခဲ့ကြပါတယ်ဒီလိုရှုပ်ထွေးနေတဲ့ကြားထဲမှာရှင်ဘိုကမစ္စလီကိုသူ့ရဲ့လက်တွဲဖော်ဖြစ်လိုချင်တာကြောင့်သူ့ကိုဖမ်းဆီးခဲ့ပါတယ်တစ်ချိန်တည်းမှာပဲအရှိကြဆုံးနဲ့ရက်ဆက်တဲ့တိုက်ပွဲအပြီးမှာဂျုံမောင်ကကျန်တဲ့တပုံ၃ယောက်နဲ့အတူစစ်တမ်းလျားကနေတနည်းနည်းနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်ဒီနောက်ပိုင်းမှာတော့ရှင်ဘိုရဲ့တစ္ဆာစောင့်တိမှုကလူချင်းကိုအထင်ကြီးစေခဲ့တာကြောင့်သူကသူ့ကိုပန်းထိုးယူနီဖောင်းအဆောင်တက် ဒုဗိုလ်ဖြစ်ရာထူးတိုးပေးခဲ့ပါတယ်ပြီးတော့သူကရှင်ဘိုကိုဂျုံပေါင်ကိုသူတို့အတွက်အလုပ်လုပ်ဖို့စီယုံဖို့ဒါမှမဟုတ်မြင်းဆိုင်ရင်သူ့ကိုတပ်ပစ်ဖို့အမိန့်ပေးခဲ့ပါတယ်နောက်ပိုင်းမှာရှင်ဘိုကမစ္စလီစီချင်းကပ်ပြီးသူ့ကိုသူအတင်းအဓမ္မပြုခြင်းမှုစတင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလူချင်းဝင်လာပြီးစစ်သားတအူးဟာအမျိုးသမီးတအူးအတွက်သူ့ရဲ့အလုပ်ကိုအနေနဲ့မဖြစ်စေသင့်ဘူးလို့ပြောခဲ့ပါတယ်ရလက်အနေနဲ့ရှင်ဘိုကအုတ်ချုပ်ရေးမှုရဲ့ဇကားတွေကိုတစ္ဆာဆောင်တိကြောင်းတက်တည်ပြဖို့မစ္စလီကိုတပ်ပစ်ခဲ့ပါ တဲ့နောက်ပိုင်းမှာစီလင်ကိုလည်းစစ်တမ်းလျာမှာဖမ်းဆီးထားကြောင်းကျွန်တော်တို့သိခဲ့ရပါတယ်မကောင်းဆိုးဝါးတွေကသူမောက်ကိုတတ်ဖို့နိုင်ပိုင်းလောက်သာလိုတော့တာဖြစ်ပါတယ်ခဏအကြာမှာဂျုံမောင်ကသူမောက်ကိုကဲတင်ဖို့စစ်တမ်းလျာကိုရောက်လာခဲ့ပါတယ်လူချင်းရဲ့အမိန့်အရာချင်းမူကသူ့တငယ်ချင်းကိုတော်ဝင်စစ်တမ်းလျာထဲဝင်ပြီးသူ့လိုချမ်းသာဖို့စီယုံမှုစူးစမ်းခဲ့ပါတယ်ဒါပေမဲ့ဂျုံမောင်ကပြက်ပြက်တသားညှဉ်းဆန်ခဲ့ပြီးပတ်စံအတွက်သူ့ရဲ့အရင်းနှီးဆုံးတငယ်ချင်းကိုတစ္ဆာဖောက်ခဲ့တဲ့ချင်းဖို့အပေါ်သူ့ရဲ့ကြ ကြီးမားတဲ့စိတ်ပြအငဲ့မှုကိုဖော်ပြခဲ့ပါတယ်။ဒါကြောင့်အရင်ကအရင်နှီးဆုံးတငယ်ချင်းနှစ်ဦးကြားမှာတိုက်ရိုက်ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။ပထမမိနစ်အနည်းငယ်အတွင်းမှာသူတို့နှစ်ယောက်စလုံးကတူညီတဲ့စွမ်းရည်ရှိတာကြောင့်တယောက်နဲ့တယောက်မထိခိုက်နိုင်ခဲ့ကြပါဘူး။ဒါပေမဲ့ဂျုံပေါင်ကမကြခင်မှာပဲအตาရခဲ့ပြီးစီလင်ကိုဖမ်းဆီးခံထားရတဲ့ဘဝကနေလွတ်မြောက်အောင်လုပ်နိုင်ခဲ့ပါတယ်။သူတို့နှစ်ယောက်တနည်းနည်းနဲ့ထွက်ပြေးနိုင်ခဲ့ကြပေမဲ့ဂျုံပေါင်ကတော့ထွက်ပြေးရင်းဒဏ်ရာရခဲ့ပါတယ်။ခဏကြာကြာပြေးပြီးနောက်စီလင်ကဂျုံ ဘောင်ကိုလုံကျုံတဲ့နေရာတစ်ခုကိုခေါ်သွားပြီးစေကူတမှုပြီးခဲ့ပါတယ်။နောက်ဆုံးဒန်ယာကအလွန်ပြင်းထန်ပုံရပြီးစိတ်ပိုင်းဆိုင်ရာမတိမငြိမ်ဖြစ်မှုလက္ခဏာတွေစတင်ပြသခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်စီလင်ကသူ့ရဲ့နောက်ဆုံးပြန်လဲကောင်းမွန်လာမှုကိုမျှော်လင့်ပြီးသူ့ကိုနေရောညပါပြုစုဆောင်ရှောက်ခဲ့ပါတယ်။နောက်တစ်ခါမှာချင်းဘူကသူ့ရဲ့စစ်သားအလုံးကိုပြင်းထန်တဲ့ကွန်ပူလေးချင်းမှုတွေလုတ်ခိုင်းခဲ့ပါတယ်။လိုက်နာခြင်းမရှိသူတွေကိုချက်ချင်းထုတ်ပယ်မယ်လို့တတိပေးခဲ့ပါတယ်။ဒီအပြင်သူကဖမ်းဆီးခံထားရတဲ့တပုံတွေနဲ့ စုဆောင်ထားတဲ့ကြီးမားတဲ့အခွန်ဝင်ငွေပမာဏနဲ့ပတ်သက်တဲ့အစီရင်ခံစာကိုလည်းလူချင်းကိုပေးခဲ့ပါတယ်။တနေ့မှာဂျုံပေါင်ကဆရာကြီးကျူးရွံရဲ့တင်ကြားမှုတွေကိုရုတ်တရက်တတိယသွားတာကြောင့်စိတ်အီငင်းချမ်းမှုအကြောင်းစာအုပ်ကိုစတင်ဖတ်ရှုခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှသူ့ရဲ့ကျမ်းမာရေးကတိုးတက်လာခဲ့ပါတယ်။စာအုပ်ထဲမှာသူကအရာဝတ္ထုတွေကိုထိတွေ့မှုအပေါ်ရိုက်ခတ်နိုင်ပြီးတည်ငြိမ်နေတဲ့လက်ပတ်နေတဲ့ဘောလုံးအယူအဆအကြောင်းကိုတင်ယူခဲ့ပါတယ်။ငြိမ်သက်နေတဲ့အချိန်မှာတော့အောက်ခံလှူရှားမှုတွေရှိတယ်ဆိုတဲ့ အယူအဆကိုလည်းသူနားလည်ခဲ့ပါတယ်ဒီလိုထိုးထွင်းသိမြင်မှုတွေကသူ့ကိုအင်အားအရှိန်နဲ့ခွန်အားတွေကိုချိန်ခွင်ရှာညှိဖို့ပျော့ပြောင်းတဲ့လှုပ်ရှားမှုတွေကိုအသုံးပြုတဲ့ကိုခံပညာပုံစံတစ်တခုဖန်တီးဖို့စိတ်အားထက်သန်စေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲချင်ဘူကဂျုံမောင်ရဲ့တီနေရာအကြောင်းရွာသားတွေကိုစစ်မေးခဲ့ပြီးတရင်ချက်လက်တွေမထုတ်ဖို့သူအားလုံးကိုတပစ်ခဲ့ပါတယ်ဒါကိုသိလိုက်ရတဲ့အခါဂျုံမောင်နဲ့စီလင်တို့ကလူချင်းကိုရင်ဆိုင်ပြီးသူ့ရဲ့အာနာရှင်အုပ်ချုပ်မှုကိုအပိတိုင်အဆုံးသတ်ဖို့ရဲရင်နဲ့ ဆုံးဖြတ်ချက်တစ်ခုချခဲ့ကြပါတယ်ပြီးတော့ကျွန်တော်တို့ကလူချင်းကသူ့ရဲ့ညီမနဲ့အတူစစ်သားများစွာနဲ့အတူလမ်းမတွေပေါ်မှာလမ်းလျှောက်နေတာကိုဖျက်ကြည့်လိုက်ရပါတယ်ရုတ်တရက်ဂျုံပေါင်းနဲ့စီလင်တို့ကဘယ်ကမှမလာပဲပေါ်လာပြီးရင်တန်းကိုချဖြတ်ခဲ့ကြပါတယ်ဒီနောက်မှာစီလင်ကအေဂရစ်နဲ့ပြင်းထန်တဲ့တူးချင်းတိုက်ခိုက်မှုမှာပါဝင်ခဲ့ပြီးဂျုံပေါင်းကလူချင်းရဲ့ညီမနဲ့သူမရဲ့ကိုရန်တော်တွေကိုရင်ဆိုင်ခဲ့ပါတယ်တိုက်ပွဲကတည်စီနိုင်တဲ့တိုက်ပွဲဖြစ်ပြီးနှစ်ဖက်စလုံးကထူးခြားတဲ့ကုခန့်ပညာစွမ်းရည်တွေကိုပြသခဲ့ကြ ပေမဲ့နောက်ဆုံးမှာတော့လူကောင်းတွေကအနိုင်ရခဲ့ပါတယ်ဒီနောက်မှာတော့ဂျုံမောင်နဲ့စီလင်တို့ကအုပ်ချုပ်ရေးမှုကိုတစခံအဖြစ်ဖမ်းဆီးခဲ့ကြပါတယ်ပြီးတော့သူတို့ကချင်းပိုကိုရင်ဆိုင်ဖို့စစ်တပ်စခန်းကိုဆက်လက်သွားခဲ့ကြပါတယ်ဒါကိုမြင်တော့စစ်သားတွေကကြားဝင်ဖို့ကြိုးစားခဲ့ကြပေမဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းတွေကသူတို့ရဲ့ဓာရီကိုလူချင်းရဲ့လက်ဘင်းကိုထောက်ထားတာကြောင့်သူတို့ကိုနောက်ဆုတ်စေခဲ့ပါတယ်မကြခင်မှာပဲချင်းပိုကသူတို့ကိုချင်းကပ်ပြီးစကားပြောဆိုမှုအချို့လုပ်ခဲ့ပါတယ်ပြီးတော့သူကသူက အခုထိအตาရနေတဲ့တိုက်ခိုက်ရေးသမားဖြစ်တယ်လို့ထင်ပြီးဂျုံမောင်နဲ့ရန်ဖြစ်ပါတော့တယ်ဒါပေမဲ့ဂျုံမောင်ကအခုတော့သူ့တိုင်ချီလို့ခေါ်တဲ့မမြင်နိုင်တဲ့ပုံစံနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။သူကတိုက်ခိုက်မှုအားလုံးကိုအလွယ်တကူတွန်းလှန်နိုင်ခဲ့ပါတယ်။ချင်းဘူရှုံးနီးလာတဲ့အခါသူကသူ့ရဲ့စစ်သားတွေကိုဂျုံမောင်ကိုတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့စီလင်ကဖန်ထားဆဲဖြစ်တဲ့လူချင်းကသူတို့ကိုကြားဝင်ခွင့်မပြုခဲ့ပါဘူး။ဒါကချင်းဘူကိုအလွန်မင်းဒေါသထွက်စေခဲ့တာကြောင့်သူကသူတို့ကိုဝိုင်းရံထားတဲ့ တက်တွေကိုအပြည့်အဝထိန်းချုပ်နိုင်မှုအုပ်ချုပ်ရေးမှုကိုတက်ပစ်ခဲ့ပါလေဒါပေမဲ့သူအံ့ဩစရာကောင်းတာကတော့သူတို့ကသူ့ကောင်းဆောင်ကိုတစ္ဆာဖောက်လိုက်တာကြောင့်သူ့ကိုမနာခံပဲရှိနေတော့မှာပဲပြီးတော့တက်တွေကနောက်ဆုတ်သွားတာကြောင့်ချင်ပိုရဲ့ကံကြမ္မာကိုဂျုံမောင်ရဲ့လက်ထဲမှာထားခဲ့ပါတော့တယ်အခုတော့သွားစရာနေရာမရှိတော့တဲ့အတွက်ချင်ပိုကတနာဖို့တောင်းပန်ခဲ့ပေမဲ့ဂျုံမောင်ကနောက်ဆုံးမှာတော့သူ့ကိုအပြစ်တက်လိုက်တာကြောင့်ဒါရီအားလုံးကိုအဆုံးတက်ခဲ့ပါတော့တယ်နောက်ဆုံးခန်းမှာတော့ဂျုံမောင်နဲ့စီလင် တို့လမ်းခွဲခဲ့ကြပြီးကျွန်တော်တို့ရဲ့တူရဲကောင်းကရှင်ဘိုရဲ့အယိုးပြတွေကိုရှောင်းလင်းဖုန်ကြီးကြောင့်ကိုပြန်ပို့ခဲ့ပါတယ်ရုပ်ရှင်ကဝူတန်တောင်လမ်းတွေမှာသူ့ရဲ့ကိုပိုင်ကြောင့်ကိုတီထောင်ပြီးတိုင်ချီဆရာကြီးအဖြစ်စတင်လေ့ကျင့်ရင်းဆက်သိမ်းခဲ့ပါတယ်